လီယင်စီရောက်မှာကြောက်တဲ့အာဆင်နယ်သင်းရဲ့ထူးဆန်းတဲ့ဂန်နဝင်တိုက်စစ်မှုဒင်းနစ်ပါကန်အာဆင်နယ်သင်းကတစ်ချိန်ကပရီးမီးယားလိမှာပြိုင်မက်ခင်အသင်းတစ်သင်းဖြစ်ခဲ့ပြီးအောင်မြင်မှုတွေဝေဆာခဲ့တဲ့တမိုင်းမှတ်တမ်းတွေရှိခဲ့မှုပါတယ်။နီးပြအာဆင်ဝင်ကားနဲ့တူနာမည်ကျော်ကစားသမားတွေနဲ့ဖွဲ့စည်းထားခဲ့တာဖြစ်ပြီးရွှေအောင်လျှက်တွေကိုအောင်မြင်စွာဖျက်ဆီးခဲ့မှုပါတယ်။ပရီးမီးယားလိမှာနေစနစ်အကောင်ဆုံးနဲ့ကစားပုံအလားပါဆုံးအသင်းဖြစ်ခဲ့ပြီးကမ္ဘာစံချိန်အသစ်တွေကိုမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ာဆနယ်သင်းကပရီးမီးယားလိမှသာမကဥရောပတစ်ခွင်ထိပါထိုးပေါက်နိုင်ခဲ့ပြီးဥရောပအသင်းကြီးတွေတရီထားတဲ့ကြောက်စရာကောင်းတဲ့အသင်းဖြစ်ခဲ့မှုပါတယ်။အာဆနယ်သင်းရဲ့အောင်မြင်မှုတွေနားကွယ်မှာအဓိကကစားသမားတွေဖြစ်ကြတဲ့တီယာရီအိုနာရီ၊ဖီရန့်၊ယွန်ဘတ်၊ဆိုကန်ဘဲ၊ဒင်းနစ်ဘာကန်တို့ကိုမေးထားလို့တော့မရပါဘူး။ဒီကစားသမားတွေကလှပတဲ့ကစားဟန်နဲ့အာဆနယ်သင်းကိုအကောင်းဆုံးပုံဖော်ပေးနိုင်ခဲ့ပြီးစူပလာတွေများစွာသိမ်းပိုင်နိုင်ခဲ့ကြပါတယ်။ ဒီလိုထိတ်တန့်ကစားသမားတွေနဲ့ဖွဲ့စည်းထားတဲ့အာဆင်နယ်တင်းကအဘေးယူချိတ်ဆက်မိမိနဲ့လှလှပပကစားရပြီးပြန်မှတ်အတွင်ယူလောင်းအောင်လှည့်စားနိုင်ခဲ့ပါတယ်။ပရီးမီးယားလိမှာတရားသီလုံးရှုံးဝဲမရှိစံချိန်နဲ့တူ49ဝဲတိတိရှုံးဝဲမရှိစံချိန်တင်နိုင်ခဲ့ပြီးတော့ဘယ်တင်းမှမရရှိထားခဲ့တဲ့သမိုင်းဝင်မှတ်တမ်းတွေကိုပိုင်ဆိုင်ထားနိုင်ခဲ့တဲ့အတင်းမှာအာဆင်နယ်တင်းရဲ့အဆိုပါကစားသမားတွေထဲမှာထူးခြားဆန်းပြားတဲ့ကစားသမားတစ်ယောက်ရှိပါတယ်။သူကတော့ Dennis Barkan ဆိုတဲ့တိုက်စစ်မှူးကြီးပဲဖြစ်ပါတယ်။ ဒက်စ်လူမျိုးဘောလုံးသမားတယောက်ဖြစ်ပြီးနယ်ဇာလန်တင်တက်ရောအာဆင်နယ်တင်တက်ပါအဖိုးတန်နဲ့ဂန်နဝင်တိုက်စစ်မှုတို့ဖြင့်ယနေ့ထိတိုင်ဂုဏ်သတင်းကြီးမားနေဆဲဖြစ်ပါတယ်ဒင်းနစ်ပါကန်ကအာဆင်နယ်တင်းရဲ့တိုက်စစ်ကိုအကောင်းဆုံးဦးဆောင်နိုင်ခဲ့သူဖြစ်ပြီးသူရဲ့ခြေစွမ်းတွေကပြိုင်မှတ်သင်းတွေတော်တော့အိမ်မက်ဆိုးတစ်ခုဖြစ်စေခဲ့ပါတယ်။ဘာကန်ကဘောလုံးပါရမီထူးထူးလူတယောက်ဖြစ်ပြီးညကင်းစိမ့်တွေပေါ်မှာအနုပညာမြောက်တဲ့ဖန်တီးမှုတွေကိုလုပ်ပြနိုင်ခဲ့တဲ့သူပါ အေးစက်တငိမ့်တဲ့ကစားဟန်နဲ့ဘောလုံးပရိရဲ့ကျင်းဝါပင်အဆုံးသတ်ဂိုးတွေကိုလာလာပါပါသွင်းယူပြလိမ့်ရှိပါတယ်။ဒီပြအာဆင်ဝင်းကားရဲ့လက်ဆွဲတော်ဖြစ်ပြီးအာဆင်နယ်တင်းရဲ့အသက်သွေးကြောတစ်ခုလို့ဆိုရအောင်တဲ့ထင်အရေးပါခဲ့ပြီးတော့အာဆင်နယ်ပရိသတ်တွေရဲ့အချစ်တော်ကြီးလည်းဖြစ်ခဲ့ပါတယ်။ဒီလိုမျိုးခြေစွမ်းထက်မြက်တဲ့ကစားသမားကြီးမှာတော့ဒူဆန်နဲ့ပြည့်ရတွေရှိခဲ့ပူပါတယ်။ဒါကတော့ဒင်းနစ်ပါကန်ကလေရင်စီးရမကိုကြောက်တဲ့အချိန်မှာ အာဆင်နယ်ကစားသမားတွေကအသင်းရဲ့ဥရောပပွဲစဉ်တွေအတွက်ခရီးစဉ်ကိုလေယာဉ်နဲ့ထွက်ခွာလေရှိပေမဲ့ဒင်းနစ်ဘာကန်ကတော့ကုန်းလန်းရီလန်းတို့နဲ့သာအနောက်ကနေပြီးတော့လိုက်ပါခဲ့ပါတယ်။ဒင်းနစ်ဘာကန်ကလေယာဉ်ခီးစဉ်တွေကိုအမြဲတမ်းညှင်းဆန်လေရှိတာကြောင့်အာဆင်နယ်တင်းကသူ့တွက်ခီးစဉ်ကိုတီးတန့်စီစဉ်ပေးရပါတယ်။ဘာကန်ဟာ1994အမေရိကန်ကမ္ဘာဖလားပြိုင်ပွဲတွင်မှဖြစ်ပွားခဲ့တဲ့လေယာဉ်ပြဆောင်မှုကိုထိတ်လန့်တုံ့လုံခဲ့တာပါ။ထိုကိစ္စမှာတည်ဆုံခဲ့တဲ့ဂျာနယ်လစ်တူရဲ့အဖြစ်ပြကြောင့်စိတ်ထိခိုက်ခဲ့တာဖြစ်တယ်လို့လည်းပြောပြခဲ့ပူပါရယ်။ ဒါကြောင့်ဘာကန်ကို non flying dutchman လေယာဉ်ခီးစဉ်ကိုကြောင်းလန့်သူလို့နာမည်ပြောင်းပေးထားခဲ့ကြပါတယ်။ဒီလိုတူးဆန်းတဲ့ Dennis ဘာကန်က2000ကျောင်း Champion League Final ပြီးဆုံးချိန်မှာတော့ကစားသမားဘွားကနေအပီးပိုင်နားယူခဲ့ပြီးမျက်ကင်းစိမ့်လေးကိုကြောက်ခိုင်းခဲ့ပါတော့တယ်။